မေလာမှာပထမဆုံးအနေနဲ့ဒန်ယန်ရောက်ဇာမားတို့ရဲ့အခြေအနေလေးကိုမေးလို့ရမလားရိုင်ယန်ဂရာဘန်မကဂျိုဒင်ကောက်ကွယ်မှုအနေနဲ့အနားပေးထားတယ်လို့သိရပါတယ်သူရောအဆင်ပြေရလားအလီစင်ကရောဘလို့အခြေအနေများရှိပါလဲရိုင်ယန်ကတော့လုံးဝကိုချန့်ခံမှုပြေးသွားနေပါပြီ၄ချိန်က၂ချိန်လောက်တော့ဆင်းအောင်မှဖြစ်ပြန်လဲပဲခုချက်ချင်းမေးလာရင်တော့သူလုံးဝအဆင်သင့်ဖြစ်နေပါပြီနယ်သာလဲဝစီရင်အသေးနဲ့လဲကျွန်တော်တို့အခြေအနေကောင်းတစ်ခုမှရှိနေပါလိမ့်နေပြတော့လည်းခိုးမန်းအနေနဲ့အာဒီဂျန်နီရန်နီယောကိုကစားစီမလားဒါမှမဟုတ်နှစ်ယောက်စလုံးကို၄၅မိနစ်စီကစားစီမလားဆိုတာကတော့ဆုံးဖြတ်နိုင်ကြတာပေါ့လေ အေဘိုကတော့ကျွန်တော်တို့စီပြောင်းလာပြီးလေးကျင်ကန်တွေပြန်ဆနေပါပြီဒီကနေ့မှာတော့အသိနဲ့အတူလေးကျင်ကန်ဆင်းဖို့အတွက်မျှော်လင့်ထားပါတယ်တတိယတယောက်ကတော့အလီစင်ပါသူကတော့ကျွန်တော်နဲ့အတူလေးကျင်ကန်တော့မဆင်းသေးပါဘူးဒါကြောင့်သူပါဝင်နိုင်မှာတော့မဟုတ်သေးပါဘူးကမန်းကြီးအပြင်သူ့အနေနဲ့ဘယ်လောက်ကြာကြာအနားယူရမယ်လို့သိလို့ရမလားကျွန်တော်အများအားပြောခဲ့သလိုပါပဲပြောဖို့ကတော့တကယ်ကိုခက်ခဲပါတယ်ဘာလို့လဲဆိုတော့ပြန်လည်ထူထောင်ရေးရဲ့နောက်ဆုံးအဆင့်ကအကောင့်ဘက်ကတော့ဥတီသွားနေတယ်လို့ဆိုဘက်ကလည်းဥတီသွားနိုင်လို့ပါဒါပဲလည်းပဲတေချာတာကတော့ဒီဘက်ပွဲစဉ်မှာရောနောက်လာမယ့်အပတ်မှာပါကစားနိုင်မှာတော့မဟုတ်သေးပါဘူး ပရီးမီယာလိဂ်လောက်ကိုစတင်နိုင်ဖို့အတွက်ဘလောက်ခက်ခဲလဲဆိုတာကိုဘာဂျီကထပ်မံပြောဆိုခဲ့ပါတယ်နိုင်ငံကပွဲစဉ်တွေမှာတိုင်ငင်ကပွဲစဉ်တွေမှာအရင်ခက်ခဲရဲ့အရေးအယောင်အချို့ကိုမြင်တွေ့ခဲ့ရတယ်လို့ဆိုနိုင်မလားရခိုင်တခုမှာကြီးကျယ်ဆုံးသောပွဲစဉ်တစ်ခုဖြစ်တဲ့ဒီပွဲစဉ်အတွက်အတင်းအောက်တွေပြန်လည်စုစည်းတဲ့အချိန်မှာခမရရဲ့သတင်းစကားကဘာများဖြစ်မလဲကျွန်တော်ပြောနေတာတခုကတော့မနေ့ကယာစီနဲ့ကိုကိုကိုပြန်ပြီးနှိုင်းချင်ကြည့်မယ်ဆိုရင်အခုယာစီမှာကျတို့ခွင့်ရေးတွေအများကြီးမှဖန်တီးနိုင်ကြတာတော့အမှန်ပါဒါပေမဲ့လည်း open play ကနေအခွင့်အရေးဖန်တီးဖို့ဘိုင်းမှာတော့ကျတို့က ် Express ကိုအရေးအတွက်အများဆုံးနောက်ကိုပေါက်တက်မှုအများဆုံးဖန်တီးတာနဲ့အသိအပြည့်ရှိနေသေးပါဒါပေမဲ့ကျွန်တော်တို့ပေးကူတွေအရန်ကိုများနေပါတယ်ဒါတော့သိကြပါတယ်ပေးရတဲ့ကိုကူမှာ၄ကိုကပုံသေး service တွေကနေဖြစ်ပါတယ်ဆိုတော့ service ဆိုတာကလည်းကျွန်တော်တို့ရဲ့အားသာချက်တစ်ခုဖြစ်ပြီးအခုလည်းဖြစ်နေသေးပါပဲ၄ကိုပေးထားရတယ်ဆိုတော့နားထောင်လိုက်တော့ထူးဆန်းနိုင်နေပေမဲ့ဒါက service တွေကနေကျွန်တော်တို့ပေးရတဲ့အခွင့်အရေးအရေးအတွက်ကိုတော့ထင်ရမှာမနေပါဘူး ကျန်တဲ့၅ခုကြီးလာတဲ့ကနှစ်ခုကအများနာများတိုင်းဆဲကနေဖြစ်ပြီးတော့၃ခုကတော့ပုံမှန်ကစားပုံကနေပေးခဲ့ရတာပါပုံမှန်ကစားပုံမှာကျတော်တို့ဖြတ်တင်ဘောတွေကနေတဆင့်ပေးခုတွေအများများနေပါတယ်ဒါကကျတော်တို့ဖြည့်ချင်းရမယ့်ပူကောက်လုံးရမယ့်အချက်တွေတဲကတခုပါပဲဇောကဘာကြီးပြောသလိုပဲအသင်းတွေကကျတော်တို့ကိုမနေ့ကရာသီပထမပိုင်းလုံးကနေမတူပဲကွဲပြားတဲ့ပုံစံနဲ့ရင်ဆိုင်လာကြပါတယ်ဒါကကျတော်တို့အရင်ကတည်းကပြောပြနေခဲ့တဲ့အချက်ပါပဲမနေ့ကလည်းရှင်တော့အခုကျတော်တို့ရင်ဆိုင်နေရတဲ့လောင်းမော့အရေးအတွက်ကအများကြီးပိုများလာပါတယ် ခုနှစ်ပွဲပြီးမှနေပြမနေ့ကရင်ဆိုင်ခဲ့ရတဲ့လောင်းမော့အရေးအတွက်ရဲ့သုံးပုံတစ်ပုံလောက်ကိုခုခံနေရပါပြီ။ဒါကြောင့်မလာရီအတွက်ကိုအဖြေချရမှာဖြစ်ပြီးပထမဆုံးအဖြေကတော့ဘေးကိုယ်တွေအများကြီးမပေးအောင်လုပ်ဖို့ပါပဲ။ကိုကကိုသွင်းမှုခက်ခဲလာတဲ့အခါမှာကိုကိုပြန်ပြန်ကကိုသွင်းမှုပို့ပြီးတော့ခက်ခဲအောင်လုပ်တာကအကောင်းဆုံးသောနေလမ်းပါပဲ။မောဇာရဲ့အတွင်းကိုမှတ်တမ်းကအခုနောက်ဆုံး22ပွဲမှာ5ဂိုးပဲရှိတော့နည်းနည်းများကြာဆင်းလာတာကိုတွေ့ရပါလိမ့်မယ်။အောက်ဆုံးဒါပေမဲ့မန်ချက်စတာနဲ့အသင်းနဲ့ပွဲစီမှာတော့သူကအခြားစားမတွေထက်ကိုပိုသွင်းနိုင်ခဲ့ပါတယ်။ ဒီဘွဲကသူ့ရဲ့ခြေသွန်းကိုရောပြန်လဲတောက်လောင်စေမဲ့ပွဲမျိုးဖြစ်လာနိုင်မလားဗျဂေါ်သွင်းခြေသွန်းအထွတ်တော်အသေးချပါပါပဲဒီဝင်နေပါကျွန်တော်တို့ဘယ်သူနဲ့ကစားရမလဲဆိုတာကတော့အရေးမကြီးသေးပါဘူးခမရသာ၃ဘွဲဆက်ရှုံးနေထားပြီးတော့လဘဝုဒါစီကိုဝစ်စင်ထားတယ်ဆိုရင်ခမရရဲ့ပြမဲကဘယ်သူပဲဖြစ်ဖြစ်အရေးမကြီးတော့ပါဘူးခမရမဖြစ်မနေတုံ့ပြန်ရပါလိမ့်မယ်ကစားမလို့ကိုကျွန်တော်အပြစ်မတင်နိုင်တဲ့အချက်တစ်ခုရှိတယ်ဆိုရင်အဲ့ဒါကသူတို့ဟာဘွဲတိုင်းမှာသူတို့မှရှိတဲ့အရာလုံးကိုအကုန်ပွန်အောပြီးတော့ကစားခဲ့ကြလို့ပါပဲ ရမမင်းကနေနောက်ဆုံးမိနစ်အထိအားလုံးကိုပုံအောင်ပြီးတော့ကစားခဲ့ကြတာပါလုံးကနေ၃ဝဲမှလည်းဒီလိုပါပဲဆိုတော့သုံးဝဲစလုံးမှာကျွန်တော်တို့ကတကောကောမရှိတဲ့ရှုံးနေနေရကနေပြန်လိုက်ကစားခဲ့ရပြီးနှစ်ပွဲမှာတော့အဲ့လိုမျိုးလုံးနိုင်ခဲ့ပါတယ်။ဒါပေမဲ့အစိုးမှာတော့ကံကောင်းစွာနဲ့ပဲရှုံးနေခဲ့ရတာပေါ့ဗျာ။အရင်နှစ်ပွဲစလုံးမှာပြိုင်မဲ့အထက်အနိုင်ရောက်လောက်တဲ့အခွင့်အရေးတွေကျွန်တော်တို့ပို့ပြီးတော့ရခဲ့တယ်လို့တော့ဆိုနိုင်ပါလိမ့်။ဒါပေမဲ့သုံးဝဲဆက်ရှုံးနေထားတယ်ဆိုရင်တော့မိုင်းနော့တဲ့အစင်းနဲ့ဇာရသည်ဖြစ်စေနောက်တစ်ပတ် ဘရန်ဘိုအသင်းနဲ့ဇာယာတီဖြစ်စေဇာမအားလုံးစီကနေတုံ့ပြန်မှုတစ်ခုအမြဲတမ်းတော့ရှိနေတင်ပါလေမန်ချက်စတာနဲ့အသင်းနဲ့ပွဲစဉ်ပြိုင်ဆိုင်မှုပြင်းထန်တဲ့ဒီဘက်ကိုခမရအနေနဲ့ဘလို့များမြင်မိပါလေပရီးမီယံလိပွဲစဉ်တန်းကိုကျွန်တော်မျှော်လင့်နေပေမဲ့မိုင်နာတက်အသင်းနဲ့ပွဲစဉ်ကိုတော့ပို့ပြီးတော့မျှော်လင့်မိနိုင်ပါလေဘာလို့လဲဆိုတော့ဒီဘက်ကဘလောက်တောင်ထူးခြားတယ်ဆိုတာကိုကျွန်တော်သိနေတာ우မနေ့ကရာသီမှာဒီဘက်ကဘလောက်ထူးခြားတယ်ဆိုတာကိုကျွန်တော်တို့ကိုတွေ့ကြုံခဲ့ပြီးပါပြီဒါကကဘာတော်မလုံးမှာလူကြီးအများဆုံးပွဲစဉ်တဲ့ပွဲဖြစ်နိုင်တယ်ဆိုတာကျွန်တော်တို့သိပါလေ ။ဒါကြောင့်မို့ဒီဘွဲရဲ့အစိမ်းပန်းတစ်ခုဖြစ်ရတာတကယ်ကိုထူးခြားပါလိမ့်။ဒါပဲလည်းပဲအဆုံးမတော်တာကကျွန်တော်တို့အကောင်းဆုံးထေသွန်းကိုပြသရမယ့်ဘွဲစဉ်တစ်ဘွဲပါပဲ။ဘာလို့လဲဆိုတော့ United ကကျွန်တော်အမြင်မှာတော့အမှတ်ပေးစရာမှာမြင်နေရတာတဲ့ပိုကောင်းတဲ့ရာသီအဆောက်ကိုပိုင်ဆိုင်ထားလို့ပါပဲ။ဒါကြောင့်တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဘွဲစဉ်တစ်ဘွဲ၊မျော်လင့်စရာကောင်းတဲ့ဘွဲစဉ်တစ်ဘွဲပါ။သူသဖြင့် Anfield မှာစားရမှာဖြစ်လို့ပေါ့ဗျာ။ ကျွန်တော်တို့ရောက်လာကလေးကရောကျွန်တော်မရောက်လာခင်ကလေးကရောကျွန်တော်တို့ပရိသတ်တွေကအမြဲတမ်းအားပေးပန်ဖို့ခဲ့ကြပါလေ။သုံးဘယ်သက်ရှုံးနေခဲ့ရတဲ့အသင်းတွေကအစင်းသင်းဖြစ်နေဖို့လိုတယ်ဆိုတာကိုသူတို့နားလည်ကြမယ်လို့ထင်ပါလေ။ကျွန်တော်တို့ပရိသတ်တွေကဒင်းဝင်နေကျွန်တော်တို့ကိုကူညီပေးနိုင်ပြီးတကယ်ကိုကူညီပေးပါလိမ့်မယ်။မေလမာလေးဒီရသည်အသင်းကခင်ဗျားတို့ကိုမတူညီတဲ့ပုံစံနဲ့ရင်ဆိုင်လာကြတယ်လို့အစောကပြောခဲ့တော့ အသင်းရဲ့ဇာကွက်တိဆောက်ဖို့နဲ့ကစားပုံကိုဘလောက်အထိပြန်လည်စဉ်းစားခဲ့ရပါလဲ။ လဘဘူးအနေနဲ့အသင်းကိုဘလို့များဘလို့နီလာအနေနဲ့ပြန်ပြီးအာသင်းအောင်လုပ်နိုင်မလဲခင်ဗျားသောပုံမှန်ကစားပုံကနေအခွင့်အရေးအများဆုံးဖန်တီးတာနေအသင်းနဲ့အသင်းဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ကအသင်းတွေကိုအာသင်းအောင်မလုပ်နိုင်တော့ဘူးလားဆိုတာကိုညင်းခုန်လို့ရပါတယ်ကျွန်တော်တို့ကနောက်ဆုံး၃ပွဲမှာရလဒ်တွေမြင်နေရတာတဲ့ပိုကောင်းတဲ့အရာတွေကိုလုံးဆောင်နေပါတယ်။ဒါပဲလေပဲကျွန်တော်ခုနကပြောခဲ့သလိုပဲမနေ့ကရာသီတော့အခွင့်အရေးတွေအများကြီးမှာဖန်ပြီးနိုင်ခဲ့တာကတော့ရှင်းပါလေ။အဲဒီတွေအကြောင်းပြချက်ရှိပါတယ်။အဲဒါကပြိုင်ဘက်ရဲ့ကစားဟန်ကြောင့်ပါ အဲ့ဒီအတွက်ကျွန်တော်တို့အဖြေရှာရမှာပါဒါပေမဲ့ပထမဆုံးအဖြေကတော့ကျွန်တော်ပေးခဲ့ရတော့ပေးရတဲ့ဂိုးတွေအများကြီးပြန်ပြီးမပေးရအောင်လှုပ်ဆောင်မှုပါပဲမနေ့ကရာသီပထမပိုင်းမှာကျွန်တော်တို့အဲ့ဒီဂိုးတွေကိုရှင်းတဲ့၃ယောက်ထဲက၁ယောက်ရဲ့တအူးချင်းထပ်မြက်တဲ့စွမ်းဆောင်ရင်ကနေရတဲ့အခိုင်အတန့်မျိုးကနေအဓိကရခဲ့တာပါဒုတိယပိုင်းမှာကန်စစ်ကိုအလွန်နှိမ်ပြီးကစားတဲ့အသင်းတွေ low block အသင်းတွေကိုရင်ဆိုင်ရတဲ့အခါမှာဒီ service တစ်ခုကနေအဆုံးဖြတ်ပေးဖို့လိုအပ်ခဲ့ပါတယ် ဒီရာသီမှာတော့အဲ့လိုထူးခြားတဲ့အခက်အခဲတွေအများကြီးမရှိသေးလို့ဒီ service တွေကနေလည်းကိုမသွင်းနိုင်သေးပါဘူး။မေလာမာရီဆွေရင်လန်းစင်အသင်းတော်နိုင်ငံကပွဲစဉ်မှာလက်စရာအီဆက်ကနှစ်ပွဲစလုံးပွဲထွက်ဈာခဲ့ပါလေသူ့ရဲ့ကြံ့ခံမှုထိုးတက်လာပုံကိုဘလို့များမြင်မိပါလေဗျကျွန်တော်တို့သူ့ကိုတဖြည်းဖြည်းချင်းနဲ့ဒီဆောင်ခဲ့တယ်လို့ထင်ပါတယ်ကိုဆိုရင်သူကပုံမှန်ကစားမတက်ရောက်လို့ပဲရာသီရုပ်ပြင်ဆင်မှုကို၅ဘက်၆ဘက်လောက်ရရှိသွားပါပြီထို့သဖြင့် ၃လလလောက်အနာယူထားရတဲ့ဇာမတရားအတွက်ပေါ့လေဒါကြောင့်ချန်ခံမှုပိုင်းရတော့သူရှင်းနေရှိတဲ့အနေထားကိုနေကနေပြီလို့ထင်ပါလေအခုအချိန်ကစပြီးရောသူ့ကိုမျှမျှတတသုံးသပ်လို့ရပါပြီဒီလောကဘလို့လုံးလုံးလဲဆိုတော့ကျွန်တော်သိပါလေသူနိုင်ငံအသင်းအတွဲနှစ်ပွဲကစားပြီးဂိုးမသွင်းနိုင်ငံဘူးဆိုရင်ဒါကခင်ဗျမျှော်လင့်ထားတဲ့အရာမဟုတ်ဘူးပေါ့ဗျာဟုတ်ပါလေသူတို့နိုင်ငံအသင်းအစီကိုသွားတဲ့အခါမှာကိုရီဘာဂျီနောက်ဒိုမီနစ်မန်အလက်စတာတို့လိုဂိုးတွေတွင်းလာပြီးတော့မျောလင်းကြတာပေါ့ဗျာဒါပေမဲ့သူဂိုးမတွင်းနိုင်ခဲ့ပါဘူး ဒါပေမဲ့သူ့ရဲ့ရာသီကိုပြင်ဆင်ချိန်ကလေးကအခုမှပြီးဆုံးသွားပြီလို့ကျွန်တော်ထင်ပါတယ်။သူဘယ်စဉ်အချို့မင်းနဲ့80 80 90လောက်စားခဲ့ပြီပါပြီ။ဆိုတော့ဒါကြောင့်လာမယ့်ရာသီဘက်တွေမှာသူဘယ်အခြေအနေကိုရောက်လာမလဲဆိုတာကိုစောင့်ကြည့်ကြတာပေါ့။မေလာမာနီဒီအသင်းက3ဘက်ဆက်ရှုံးနေလိမ့်မယ်ရှိတော့ဒီအခြေအနေကယုံကြည်မှုပေါ်ဘလို့များတည်ရောက်မှုရှိနိုင်မလဲ။နောက်ပုံမှန်အခြေအနေပြန်ရောက်အောင်ဟိုလက်ခက်နဲ့မှဘယ်သူတွေကိုအားကိုလို့ရောက်မလဲ။ ဒီစားမတွေကကျွန်တော်ကိုလိုအပ်ကောင်းလိုအပ်နိုင်ပေမဲ့ဘာဖြစ်ကလဲဆိုတော့ကိုပြောပြဖို့အတွက်တော့ကျွန်တော်တို့လိုအပ်ခဲ့မယ်တော့မထင်ပါဘူး။ကျွန်တော်တို့ဒီရာဒီ10ပဲကစားထားပါလေ။ခုနှစ်ပွဲနိုင်ပြီး3ပွဲရှုံးနေထားပါလေ။ရှုံးနေခဲ့တဲ့3ပွဲကလည်းအလွန်ကိုကျင်းမြောင်းတဲ့ကွာခြားချက်လေးနဲ့ရှုံးနေခဲ့တာပါ။9ပွဲကနေနောက်ဆုံးမိနစ်မှာရှုံးနေခဲ့ရပြီးတပွဲကတော့အသင်းနဲ့အသင်းပင်တန်ဒီရခဲ့တာပါ။နောက်ကြိမ်စလုံးမှာ VR ကအဲဒီဆုံးမဲ့ချက်ကိုပြန်ပြင်ပေးခဲ့တဲ့မိမယ်ကျွန်တော်တို့ရတဲ့တဲ့ချိန်ကိုပဲပြန်ပြင်ပေးခဲ့ပါတယ်။ဒါကြောင့်ဝါချချက်ကရောင်းကိုသေးနေပါတယ်။ဒါပေမဲ့ကျွန်တော်အများနဲ့ပြောသလိုပါပဲ ကျွန်တော်တို့ကအဲ့လိုသိငယ်တဲ့ကွာခြားချက်လေးတွေအပေါ်မှာမိကိုနေလို့မဖြစ်ပေါ့ရလဒ်တွေကဘယ်တော့မှလိမ်မပြောပါဘူး၃ချ ouais ိန်ဇက်တဲ့ရှုံးနေထားတယ်ဆိုရင်တော့ကျတို့ဘိုးကောင်လောက်ရမှာပေါ့ဗျာဒါပေမဲ့တွေ့ချုံတွေများကြီးရှိတဲ့ဇာမတွေကဝေါငါတို့တုံးမဲ့ရှုံးနေထားတယ်ဆိုပြီးညဘက်ကြီးမှာလန်လို့တာမျိုးတော်မဖြစ်ကြပါဘူးဗျာကျတို့သတိထားရပါမယ်သတိထားမိမိသားလည်းပဲဖြစ်နိုင်ပါတယ်ပြီးတော့တုံ့ပြန်ရပါမယ်ဒါပေမဲ့တုံးမဲ့ဇက်တဲ့နိုင်ထားပြီးမိုင်းနွားတဲ့အတင်းနဲ့ဇားရမယ်ဆိုရင်လည်းဒီလိုတုံ့ပြန်မှုမျိုးပေးရမှာပါကျတို့လောက်ရမှာက အလေးချိန်ကောင်းတွေကို ဖန်ပြီးပို့ပါပဲ။ဒါဆိုလို့ရှိရင်နိုင်ငံကလည်းကအသိအတွေထောက်ကူဖြစ်ခဲ့လား။ဒါတော့အချိန်ဒီအတိုင်းပါပဲ။ကစားမတွေကိုကိုအနာမှာထားပြီးတော့နောက်တစ်ပွဲကိုထက်ချင်းကစားလိုက်တာကပိုကောင်းတယ်လို့ညင်းခုန်လို့ရကြပါတယ်။ဒါပဲလေလူတွေကနှစ်ပတ်လောက်ပြောနေမှမဟုတ်လေ။ခုတော့လူတွေကနှစ်ပတ်လောက်ပြောခွင့်ရသွားတာပေါ့။သူတို့နိုင်ငံအသိအစီကိုသွားကြတယ်။ချိုးကောက်ကိုတွေဖန်ပြီးမှုတွေရခဲ့ကြတယ်။ဒါပေမဲ့ထိုင်တန်းစားမတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်သဘောကျတဲ့အချက်က သူတို့သုံးပွဲစတဲ့နိုင်ထားရင်တော့မှပဲခမဘာမှတိတ်ထားမိမှာမဟုတ်ပါဘူးသူတို့ကဒီအဆောင်တွေကိုအိုလဲခန့်တွေကိုလေးကချားတဲ့အထက်အများကြီးပူတော်တယ်ပူကောင်းတယ်ဆိုရခံစားချက်နဲ့ဝင်လာကြတာမျိုးတော့မဟုတ်ပါဘူးသူတို့ကနိုင်ဒီဖြစ်စီရှုံးဒီဖြစ်စီအများတန်းပုံစံတူနဲ့ပဲပြင်ဆင်ကြပါလေမေလာမာနီမန်လစ်စတာကအခုရာသီအစမှာသူမျောလင့်ထားသလောက်ထင်းစွမ်းမပြသနိုင်ဘူးလို့ပြောခဲ့ပါတယ်ဒါကသူရာသီကိုပြင်ဆင်တဲ့အချိန်မှာအများကြီးလွဲချော်ခဲ့တာကြောင့်လို့ဆိုနိုင်မလား လာစနာရချက်လိုပဲသူ့စီကောင်းနေလဲအခုအချိန်ကောင်းစားပြီးဘိုးကောင်းနဲ့ခြေစွမ်းနေမျောလင့်နိုင်မလားကျွန်တော်အရင်အင်တာဗျူးကိုတော့မကြားလိုက်ပါဘူးဒါကြောင့်သူ့ဘာကိုဆိုလဲဆိုတော့ကျွန်တော်မသိပါဘူးကစားပုံအကြီးအသေးကိုဆိုလိုတာလားသူ့ကစားခဲ့ရတဲ့မင်းနဲ့အကြီးအထွက်ကိုဆိုလိုတာလားရှင်းနေတဲ့အချက်တခုကတော့သူ့အများကြီးလွဲချော်ခဲ့တယ်ဆိုတဲ့အချက်ပါပဲစရောကမကောင်းစွာနဲ့ပဲကျွန်တော်တို့လီဗလာရပြီးပြီးချင်းမှာပဲသူကတရားရရှိသွားခဲ့ပြီးရာဒီကျိုအစမှာသူပြလာနိုင်ဖို့မျှော်လင့်ခဲ့ပေမဲ့အဲ့လိုတော့ဖြစ်မလာခဲ့ပါဘူးဒါကြောင့်ပဲသူသုံးပွဲစရိုက်မကစားနိုင်ခဲ့တာပါ တော့သူကစားလိုက်နားလိုက်မိနစ်60 45မိနစ်လောက်ပဲကစားခဲ့ရပါတယ်ဆိုတော့ဒါကဇာမတစ်ယောက်အတွက်ဘယ်တော့မှအကောင်းဆုံးအခြေအနေတော့မဟုတ်ပါဘူးဒါပေမဲ့အခြားသူတွေလိုပဲသူကသူ့ရဲ့ဇာမဘဝမှာအတွေ့အကြုံတွေများကြီးရှိပြီးသားဇာမတစ်ယောက်ဖြစ်လို့သူလိုချင်တဲ့အဆင့်တို့တို့သူစီကလည်းလိုချင်တဲ့အဆင့်ကိုပြန်အောင်လာပါပါမေလာပါလီတိုင်းဝင်းနေကလည်းစပြီးတော့21ရက်အတွင်းမှာခုနှစ်ပွဲကစားရမှာဖြစ်တော့ကစားမတွေကိုအလှည့်ကျသုံးတာနဲ့အသင်းရဲ့နားလည်မှုတိစောက်မှုဂျာဂါဟန်ချက်ညောင်ဘလို့များလှုံ့ဆော်သွားမှာပါလေဒါက တကယ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ပြကျွန်တော်တို့ Manchester Alesto ကြောင်းပြောနေကြပါတယ်သူတို့ကိုကစားခြင်းတွေအများကြီးပြန်ပြီးတော့ပေးဖို့လိုအပ်ခဲ့ပေမဲ့ကစားခြင်းလုံးဝမရှိရကနေတပတ်တည်းသုံးပွဲအထိတန်းပြီးတော့သွားလို့မရပါဘူး corner ball လေးလက်ဒီလိုပဲဒါကြောင့်အပြောင်းအလဲတွေလုပ်ခဲ့ရတာပါဒါပေမဲ့ဒီလိုပွဲစဉ်တရားမျိုးကိုရင်ဆိုင်ရတဲ့ကဘာတော်မကအသင်းတိုင်းမှာဒီလိုရင်ဆိုင်မှုဇာမ7ရောက်ထပ်ပို့ပြီးတော့ရှိကြပါတယ်ခင်ဗျားဇာမတွေကိုလှည့်ကြသုံးတယ်ပြီးတော့9နဲ့ဆိုရင်ခင်ဗျားကညံကောင်းတဲ့အလုပ်ကိုလုပ်ခဲ့တာပဲ ။ခမရကလည်းကြောင်းသုံးတယ်ပြီးတော့ရှုံးတယ်ဆိုရင်တော့အရန်လူစင်းနဲ့ပဲပို့ပြီးကစားသင့်တယ်လို့ပြောကြပြန်ရော။မော်လုံးလောကကဒီလိုပါပဲ။ဒီလိုပဲကျွန်တော်တို့အလုံးလုံးနေရတာပါပဲ။ဒါပေမဲ့ရှင်းနေတာကတော့အထုသမင်းနေရအထုအတွဲပွဲစဉ်တိုင်းကိုစားဖို့လုံးဝမဖြစ်နိုင်ပါဘူး။ဆိုတော့အဲ့လိုလုံးလိုက်မယ်ဆိုရင်ဈာမတက်ရောက်တဲ့ရရသွားနိုင်တဲ့အန်တီရဲ့ရှိပါတယ်။ Alex ကယူကရိန်းနဲ့တူညီတဲ့ဈာမတက်ရောက်မဟုတ်ပေမဲ့လည်းသူတို့နှစ်ယောက်စုံကနံပါတ်6တွေဖြစ်ပြီးကျော်ရုံးနဲ့စနစ်မှာမလုပ်ရအောင်လဲဆိုတာကိုသိကြပါတယ်။ မဲလာမော်လီနောက်ဆုံးအနေနဲ့ချက်စီနဲ့ပွဲပြီးမှာမိုဆာလာနေရာယူနဲ့ပတ်သက်ပြီးဝေဖန်မှုအချို့ရှိခဲ့ပါတယ်။ဖလော်ရီယန်ဝက်စ်နဲ့ဆော့ဘတ်စတန်တို့ကလည်းဂူလာရဲ့ခံစစ်ပိုင်းပုံမပေါဝင်လာတဲ့တိုက်စစ်ကစားပုံနဲ့ဘလို့များသောက်ဆိုင်ပါလေ။အဲဒရိုနီယောက်ဆုံးကကွင်းလန်တိုက်စစ်ဇာမော်တွေဖြစ်ပြီးနောက်ဆုံးကခံစစ်ကစားပုံမျောလင်းထားပါတယ်။ကျွန်တော်ရဲ့ဇာမာ၁၁ယောက်လုံးခံစစ်ကစားပုံမျောလင်းထားသလိုပဲ။ဒါကြောင့်မလို့ဒီအခြေအနေမှာဂူလာရဲ့မှတ်ချက်ကိုကျွန်တော်ကြားခဲ့ရပါတယ်။ဒရို2-1ဖြစ်သွားတဲ့ဂိုးကိုဘလို့တွင်းသွားလဲဆိုတော့ကိုကျွန်တော်မြင်ခဲ့ပါတယ်။ဒါပေမဲ့ မဟုတ်ကကျွန်တော်တို့ရဲ့အနိုင်ရလကိုပြောင်းလဲပေးနိုင်ခဲ့တဲ့အခိုက်အတန့်၅ချိန်၆ချိန်လောက်ကလေးကျွန်တော်ပြန်ပြန်ပြလို့ရပါတယ်။အဲလိုသာဖြစ်လာခဲ့မယ်ဆိုရင်တော့အတူကျွန်တော်တို့အတွေ့အကြုံပေါင်းများစွာအနိုင်ရလကိုပြောင်းလဲပေးခဲ့တဲ့မနေ့ကရာသီလိုမျိုးစကားဝိုင်းကိုပဲကျွန်တော်ပြန်ပြီးပြောနေကြရမှာပါလေ။အဲလိုမဖြစ်လာတဲ့အခါမှာအဲလိုမတ်ချက်မျိုးတွေခင်ဗျားကြားရမှာပါလေ။ဒါကတောင်မန်ဇာမားနဲ့ဖူဘက်ဂျားကဟန်ချက်ညင်းမှုပါပဲ။ကျွန်တော်ကကျွန်တော်ရဲ့ဖူဘက်တွေကိုလည်းအတိုက်စစ်လိုက်ပါဈေးချင်ပါလေ။ဒါကြောင့်မို့ဒီကြားထဲမှာမှန်ကန်တဲ့ဟန်ချက်ညင်းမှုကိုရှာဖွေရမှာပါ။ ဒါပေမဲ့ကျွန်တော်အစကပြောသလိုဘာပဲမနေ့ကရာသီနဲ့ရှင်းမယ်ဆိုရင်ကျွန်တော်တို့ဖြတ်တင်ဘောတွေကနေပေးကိုတွေအရန်ကိုများနေပြီးတော့ဒါကကျွန်တော်တို့သတိထားရမယ့်အချက်ဖြစ်သလိုဘိုးကောင်းကိုလုံရမယ့်အရာတစ်ခုပါပဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ပရိသတ်များလို့ကိုစိတ်နှဖျောင်းကျမ်းမာချမ်းသာကြပါစေခင်ဗျာ